ပညာမတတ်ရေးခြင်းရှိပေမဲ့ယူသားမှုကြောင့်နမည်ရလာတဲ့အရာရှိမင်းပေါ့ဇလန်းဆောင်မှာတော့အရာရှိမင်းအိမ်မှာမတရားမှုတစ်ခုရင်ဆိုင်ဖြေရှင်းမဲ့ကိစ္စအတွက်ပြည်သူတွေရုတ်တရက်ဖြစ်နေကြပါတယ်။မစ္စတာဝန်နိုးလင်မြာမတရားခံရတာကြောင့်တရားမျှတမှုကိုလိုချင်နေကြတာလည်းဖြစ်တယ်။မစ္စတာလင်းဆိုတဲ့မျိုးကန်တထေးကဝမ်မင်းမကိုမတရားကြံတာကြောင့်မလို့အရာရှိမင်းအိမ်ကိုရောက်လာကြတာဖြစ်တယ်။ငွေများတရားနိုင်ဆိုတဲ့အတိုင်းအရာရှိမင်းကငွေရှိတဲ့လူပဲလိုက်သွားမှာကိုလည်းအားလုံးကစိုးရိမ်နေကြပါတယ်။အရာရှိမင်းပေါလန်းစင်ကပညာမတတ်ဘာရည်ချင်းမှမရှိပဲမျိုးကိုအုပ်စိုးနေတာဖြစ်တယ်။ အစင်လာတိုင်းသားအရာရှိမင်းကိုမျိုးကိုအုပ်ချုပ်ဖို့ခံထားရတဲ့ဆိုပေမဲ့လည်းအရေးချင်းမရှိတာကြောင့်မလို့တမျိုးလုံးကမကြည့်ကြပါဘူး။ဒါပြင်သူကတရားမျှတမှုလည်းရှိမနေပြန်ပါဘူး။ဖြစ်စဉ်တော့အရာရှိမင်းအိမ်မှာရုပ်တသက်ဖြစ်နေတော့အရာရှိမင်းပေါင်ရှိမနေခဲ့ပါဘူး။အဖေဖြစ်သူရဲ့အိမ်မှာကြားသွားထိုးနေကြတာပါ။အရာရှိမင်းရဲ့မိဘတွေကတိတ်ကိုအသက်အရွယ်ကြီးရင်းနေတဲ့အပြင်မှန်ညာလည်းတိတ်ပြီးတော့မကောင်းတော့တာကြောင့်အရာရှိမင်းကအားရနဲ့သူတို့စီကိုအချိန်သွားပေးဖြစ်တဲ့အမေဖြစ်သူကလည်းဒါဖြစ်သူကိုမှတ်မိလောက်အောင်ဒီကိုမှန်ညာအားနေနေတဲ့သူတယောက်ဖြစ်ပါတယ်။ တားဖြစ်သူကိုမြင်းနဲ့မှလို့မှဥလင်းနဲ့မှလို့မှမှတ်ညံတွေကချုပ်ရင်းနေတာဖြစ်ပါတယ်။အဲလိုနဲ့အရာရှိမင်းကအင်ကိုပြန်ရောက်လာတော့မစ္စတာလင်းတို့အမှုကိုဖြေရှင်းရပါတော့တယ်။ဖြစ်ပုံကိုမေးလိုက်တော့မစ္စတာလင်းရဲ့ရှင်တွေကဝမ်လင်မြားကအင်လခမပေးတာကြပြီ။ဆိုတဲ့အကြောင်းနဲ့မစ္စတာလင်းအိမ်မှာတက်နေပြီးတော့အင်လခမပေးတဲ့အပြင်အပြောဆိုတွေကလည်းရှားနေတာကြောင့်မလို့မစ္စတာလင်းကအခုလိုတိုင်ကြပ်ဖွင့်တာလို့ပြောပါတယ်။ကြောက်ကိုဝမ်ကလည်းအရာရှိမင်းခမရသူတို့မတရားပြောနေတာပါကျွန်တော်မိမကမစ္စတာလင်းမတရားကျင်တာကိုခံရတာပါဒါကိုတွေ့လို့ပြေးဆွဲတဲ့ကျွန်တော်ကိုမစ္စတာလင်းကဒုံးနဲ့ရိုက်သေးတယ် ကျွန်တော်တို့လည်းမြန်ကားမှာမတရားခံရတာပါအရာရှိမင်းတရားသဖြင့်စီစဉ်ပေးပါလို့ပြောခဲ့တယ်။တမကလည်းငွေချင်းအင်အားတောင့်တင်းနေတာကြောင့်မလို့အရာရှိမင်းကိုငွေနဲ့ဖိခဲ့တယ်။ရှော့မင်းတို့ရန်တကြမင်းကအဲ့လောက်ပဲတန်းနေစာမတက်ပင်မတက်အရေးချင်းမရှိတဲ့ကောင်မင်းတို့ကောင်ကအရှက်မရှိအုပ်ဆိုးကျင်နေသေးတယ်။ပေးတဲ့လောက်ပဲယူမစ္စတာလင်းအတွက်မြန်မြန်တရားပြေရှင်းပေးဟိုလင်မြားကိုအတင်းချလိုက်ဆိုပြီးမှပြောခဲ့တယ်။အရာရှိမင်းကလည်းချက်ချင်းမဲမစ္စတာလင်းမှန်ကြောင်းအနိုင်ရရှိကြောင်းကိုတရားစီရင်ပေးလိုက်တာကြောင့် ဝန်တို့လည်းလောကကြီးမှာတရားမျှတမှုမရှိတော့ဘူးငွေများတရားနိုင်ဖြစ်နေပြီအရာရာကိုငွေကထိန်းချုပ်နေပြီငါတို့စီမှာတရားမျှတမှုမရှိတော့ဘူးဆိုပြီးတော့မှငိုကြွေးကြပါတော့တယ်နောက်တနေ့အရာရှိမင်းပါအပြင်ကိုထွက်တော့ခွေးတောင်းစာတရားမျှတမှုမရှိတဲ့လူကြီးမင်းဆိုပြီးအလုံးကပြစ်ပေါက်ဆဲကြပါတော့တယ်ဘလောက်တရာမှာသိုးတယ်လဲဆိုရင်တွေ့သမျှလူတိုင်းကစားစရာတွေအတီးရွက်တွေပြစ်ပေါက်တာကြောင့်မလို့အယားရှိမင်းတို့အပြင်ကိုရုပ်ဖြတ်ပြီးအောင်မှထုတ်ခဲ့ကြရတဲ့အထိပါပဲဈေးရရောက်ပြန်တော့လည်းပြစ်ပေါက်ကြထွက်သွားကြဆိုပြီးတော့မှအလုံးကဝိုင်းကျင်ဈေးတာကိုခံခဲ့ရပါတယ် ခဏနေတော့တသင်မင်းဆိုတဲ့တိုင်းသမားတယောက်ကရောက်လာပြီးတော့မှမင်္ဂလာဆောင်ဖို့ပြင်ဆင်နေတာကိုဝင်ရောက်ဖြက်စီပါတော့တယ်။ငါနာမည်ကတသင်မင်းငါသွားတဲ့လမ်းကိုပိတ်တဲ့ဘသူကိုမဆိုတက်ပြစ်မယ်ဆိုပြီးမှအချင်းချောင်းနေခဲ့တယ်။အရာရှိမင်းကလည်းငါနယ်ကိုလည်းကျူးကျော်လာသေးတယ်။ငါကိုလည်းအကြောင်းမကြားပဲတိုက်ခိုက်ချင်တိုင်းတိုက်ခိုက်နေရဲဆိုပြီးတော့မှပြန်ပြောပါတယ်။ခဏနေတော့အရာရှိမင်းကမြို့မျက်နှာပုံတထေးရဲ့မင်္ဂလာပွဲကိုသွားတက်ခဲ့တယ်။တထေးကအံပေါင်းလေးပြီးပြီးတော့မှပေါ်ပေါ်ယူနေလဲဆက်ဆန္ဒကြောင်မလို့အရာရှိမင်းကအရန်ကိုသဘောကျနေခဲ့တယ်။ခဏနေတော့တသင်မင်းရောက်လာပြီးတော့မှမင်္ဂလာပွဲကိုလာဖြတ်ပါတော့တယ်။ မင်းတို့တွေကဓမြတွေကိုဖွက်ထားပေးတာမင်းတို့အခုဆက်ကျင်ထုတ်ပြီးမဟုတ်ရင်အားလုံးသက်ပြစ်မယ်ဆိုပြီးတော့မှတောင်းချမ်းခဲ့တယ်။တယောက်ပြီးတယောက်ချပေမဲ့လည်းကျတဲ့မင်းရဲ့တိုက်ရိုက်ခိုက်ရိုက်ကစွန့်နေတာကြောင့်မလို့ဘသူကမှမရှင်းနိုင်ခဲ့ကြပါဘူး။ဒါကိုမြင်ပြီးကြောက်သွားတော့အယားရှိမင်းပေါင်တရပုံနေခဲ့ပါတယ်။တထေကလည်းအယားရှိမင်းကဲပါကဲပါဆိုပြီးတော့အော်နေပေမဲ့ခေါင်းအောက်ထဲမှာပဲပုံနေခဲ့တယ်။ခဏနေတော့ကျတဲ့မင်းဝင်လာပြီးဆွဲထုတ်ပါတော့တယ်။ပညာသားမတက်တာလူလေတယောက်ဖြစ်တာကြောင့်မလို့ကျတဲ့မင်းကိုအချိုကျွေးပြီးတော့မှဖန်ဆာနိုင်ခဲ့တယ်။ကျတဲ့မင်းကလည်းအယားရှိမင်းပြောတာကိုတကယ်ထင်ပြီးတော့မှသူ့ပြောသမျှလိုက်လုပ်ခဲ့တယ်။ ခဏနေတော့အရာရှိမင်းကကျသိမင်းကိုထောင်ရောက်ဆင်ပြီးတော့မှဖမ်းချုပ်ထားလိုက်ပါတယ်။ပြည်သူတွေကလည်းကျသိမင်းကိုဖမ်းပြလိုက်တာကြောင့်မလို့အရာရှိမင်းကိုသဘောကျသွားခဲ့တယ်။ဒီလိုနဲ့ပဲမိုးလဲချုပ်ရောကင်းသမားကင်းလဲနေတော့မှကိုင်းဟောင်တန်ကြားလို့တွားကြည့်လိုက်တော့အရာရှိမင်းရှံဝေကတိုက်ခိုက်နေတာကိုမြင်လိုက်ရတယ်။သူတိုက်ခိုက်လို့ချီမိသားစုတစုလုံးလည်းတည်သွားခဲ့တယ်။ဒါကိုကင်းသမားကမြင်ပြီးကြောက်လန့်ကထွက်ပြေးလာတာကိုရှံဝေကနောက်ကနေလိုက်ပြီးတော့တတ်တယ်။စားတော့ပြီးတော့ပြန်လာကြတဲ့အရာရှိမင်းပေါင်ကိုတော့ရှံဝေကတိုက်ခိုက်ခဲ့ပါတော့တယ်။နောက်တော့တောင်းဆန်းနေတဲ့ရှံဝေကိုဖမ်းဆုပ်လိုက်ပြီးတော့မှ ခြေမိသားစုကိုတက်ရတဲ့အကြောင်းရင်းကိုမေးမြန်းပါတော့တယ်။ခြေမင်းကလေးကလည်းမကြသေးခင်ကကျမအစင်းနဲ့တမျိုးရှားလိုက်တယ်။နိုးလာတဲ့ကရှံဝေကကျမကိုအာတမပြူးကျင်းလိုက်တာ။စသဖြင့်ပြောပြလိုက်တော့အရာကိုကြားတဲ့အခါမှာအယားရှိမင်းကလည်းတော်တော်ဆိုးရဲကောင်မင်းကိုငါတတ်မယ်လို့ပြောပြီးတော့မှဒေါသတွေထွက်နေခဲ့ပါတယ်။ရှံဝေကမင်းကကိုတတ်လို့မရဘူး။ငါလည်းအယားရှိမင်းတယောက်ပြီးတော့ငါဖေကရေတက်အရာချုပ်လို့ပြောခဲ့တယ်။ခလာနေတော့ချီမင်းကလေးကဆက်ပြောခဲ့တယ်။ရှောင်ဝေကကျမကိုလည်းရိုက်နှက်သေးတယ်။ပြီးတော့ကျမမိသားစု73ယောက်လုံးကိုလည်းတက်ပြေးခဲ့တယ် သူ့ကိုတေးတံပေးပေးပါအရာရှိမင်းဆိုပြီးမှတောင်းဆိုခဲ့ပါတယ်။အရာရှိမင်းကလည်းကောင်းပြီလောလောဆယ်ရှောင်းဝီကိုဖမ်းထားမယ်။နောက်နေ့တွေမှာအမုတ်ကိုတေးချစဉ်းစားပြီးတော့မှအမိန့်ချမယ်ဆိုပြီးအပြင်ကိုထွက်လာခဲ့လိုက်ပါတယ်။အပြင်ကိုရောက်တဲ့အခါမှာငွေတုံးတွေအများကြီးတွေ့လိုက်ရတယ်။ဘင်းနာကလည်းပွဲစားကုန်ပြီနော်မင်းပါလာလောက်ပြန်ပြီလေလို့မေးလိုက်တယ်။ပွဲစားကလူကြီးမင်းရှန်ကမင်းတွေလက်ဆောင်တွေပေးလိုက်တာသူ့သားကိုသူကတိတ်ချစ်တာမင်းသူ့သားကိုလှုပ်ပေးဖို့စက်တာလိုက်တာလို့ပြောလိုက်ပါတယ်။အရာရှိမင်းပေါင်းကလည်းမင်းမသိဘူးလားငါကတိတ်ကိုတရားမျှတတဲ့အရာရှိမင်းဖြစ်နေပြီအရင်လိုမဟုတ်တော့ဘူးပြောပြီ သူကချက်ကျင်မဲ့စဉ်းစားကြည့်လိုက်တော့လေကွာလူကြီးတွေလက်ဆောင်ပေးတာကိုငင်းပယ်လို့မရပါဘူးငါကြည့်လောက်ပေးမယ်မင်းပြည့်စီတွေကိုထားခဲ့ဆိုပြီးမှပြောတော့ပွဲစားကသဘောကျသွားခဲ့တယ်မင်းလိမ်မာတဲ့ကောင်လေးနောက်ထပ်လက်ဆောင်တွေမင်းအများကြီးရလိမ့်မယ်လင်းလင်းမမနေဆိုပြီးမှပြောခဲ့ပါတယ်နောက်တစ်နေ့တရားစင်တဲ့နေ့မှာတော့ငွေအင်အားတွေကိုတုံပြမအကွက်ကြကြစီစဉ်ကရှောင်းဝေကိုအမှုကနေလွတ်အောင်လုပ်ခဲ့ကြတယ်ချင်းမိသားစုအစိုက်ခတ်ခံရပြီးတော့တည်ဆုံးသွားတယ်လို့ရုံးတော်မှာတင်ပြခဲ့ကြတယ်ဖြစ်ရှင်တော့အရာရှိမင်းပေါင်ကိုခနာထားပြီးအရင်ကတရားသူကြီးမင်းကအမှုကိုစီရင်ခဲ့တယ် ရှောင်းဝေကမတရားခံရတာဖြစ်ကြောင်းတကယ်တော့ချီမင်းကလေးကအလုံးကိုအစိတ်ခက်ပြီးတော့မှတတ်လိုက်တယ်လို့တင်ပြတာကြောင့်လှုပ်ချန်နေဆိုပြီးတော့မှချီမင်းကလေးကိုရိုင်းနေကြပါတော့တယ်။ပြီးတော့အယားရှိမင်းပေါင်ကိုလည်းချီမင်းကလေးစီကနေလက်တွေယူပါတယ်ဆိုပြီးတော့မှတရားဆွဲပါတယ်။ချီမင်းကလေးကလည်းသူမတရားခံရတာကိုရုံးတော့မှလုံးဝလုံးဝမကျင်တဲ့ကြောင်းတရားသူကြီးမင်းတွေကိုဘယ်တော့မှခွင့်မလွတ်ကြောင်းပြောပြီးတော့မှအချင်းထောင်တွေကိုဝင်သွားပါတော့တယ်။နောက်တစ်နေ့မှအယားရှိမင်းပေါင်တို့အလောင်းတွေကိုသွားစစ်ပါတော့တယ်။အလောင်းတွေကိုစစ်လိုက်တဲ့အခါမှာတော့အစိတ်တက်နေတာလုံးဝမဟုတ်ဘဲနဲ့အယိုးတွေကျိုးပြီးတော့မှအသက်ခံထားရတာဖြစ်နေတယ်။ ခဏနေတော့တရားသူကြီးမင်းရောက်လာပြီးတော့မှပေါင်တို့ကိုဖမ်းလိုက်ပါတော့တယ်။တသက်ဖြောက်တဲ့အမှုလက်စားတဲ့အမှုတွေကြောင့်ဆိုပြီးတော့မှဖမ်းလိုက်တာပါ။အချုပ်တွေရောက်တော့မှချင်းမင်းကလေးမှကိုဝင်ရှိနေတာဖြစ်ကြောင်းသိပြီးတော့မှပေါင်ကပို့ပြီးစိတ်မကောင်းဖြစ်ခဲ့ရတယ်။မင်းအတင်းထားပါငါမင်းကိုရောက်အောင်ကဲမယ်ဆိုပြီးပြောခဲ့တယ်။ခဏနေတော့လူတယောက်ရဲ့အကူအညီနဲ့ပေါင်ကထောင်တွေကနေထွက်လာခဲ့တယ်။ထောင်တွေကနေထွက်ထွက်ချင်းမှအမေဖြစ်သူစီကိုသွားလိုက်တော့တားလေမင်းလို့လာပြီလားမင်းဖြစ်အပြင်းပြားနေတယ်သွားတွေ့လာအောင်ဆိုပြီးမှပြောခဲ့ပါတယ်အဖေဖြစ်သူကလည်းအဆောင်လေးကိုထုတ်ပေးပြီးတော့မ နမ်းမြူရိုးကိုသွားတိုင်မှုပြောခဲ့ပါတယ်ဒီအဆောင်ကိုယူသွားမင်းပေလှုပ်လိုက်တာလို့ပြောမင်းကိုကူညီပေးလိမ့်မယ်လို့ပြောခဲ့တယ်ဂျပန်မှာလည်းတရားသူကြီးမင်းကအပေါင်ကိုတတ်ဖို့အတွက်စက်တင်မင်းကိုလှုပ်ပေးလိုက်ပါတော့တယ်နောက်နေ့မနက်နမ်းမြူရိုးကိုသွားတော့လမ်းမှာပေါင်ကိုဖမ်းဖို့အတွက်ဖောင်ရန်နဲ့အများကြီးထုတ်တရကိုတွေ့လိုက်ရတယ်။ခဏနေတော့စတင်မင်းချောင်းလာပြီးတော့မှပေါင်တို့ကိုတတ်ဖို့အတွက်ပြေးလာခဲ့တယ်။ပေါင်လည်းမြေမြန်လို့အောင်လို့ပြေးပါတော့တယ်။ပြေးနေတဲ့မှာတင်မောတစင်းပေါ်အမြန်တက်ခဲ့ရတာကြောင့်မလို့စတင်မင်းလက်ကနေလွတ်သွားပါတော့တယ်။ကံကောင်းစင်တော့အဲ့ဒီတင်မောအပေါ်မှာမိုးထိုင်းနဲ့မိုးကြားဆိုတဲ့မောင်မောင်နှောင်နဲ့တွေ့ပါတယ်။သူ့ကို အရင်မှမှနောက်ကအတိုင်းပညာတွေသင်ပေးပါတော့တယ်။ဘာမှမတတ်တဲ့ပေါင်ကိုခေါင်းစာချေဆုံအကုန်လုံးသင်ပေးခဲ့တာပါ။ဒီလိုနဲ့ပဲပေါင်တရားနန်းမျိုးစီရောက်သွားပြီးတော့မှအခက်ခဲတွေကြားကနေမင်းကြီးစီမတရားမှုအကြောင်းကိုတင်ပြပါတော့တယ်။အစကတော့ဘီနာကအမတ်တွေသွေးထိုးတာကြောင့်မလို့မင်းကြီးကပေါင်လျှောက်တာကိုမယုံခဲ့ပေမယ့်နောက်တော့ယူသားတာကိုတည်ပြီးတော့မှကူညီပေးခဲ့ပါတော့တယ်။မင်းကြီးကူညီပေးလို့အရာရှိမင်းပေါင်တရားသူကြီးကျော်အဖေရန်တို့တိုးသွားပါတော့တယ်။ဒါကြောင့်မလို့သူ့နယ်ကိုချက်ချင်းပြန်ပြီးတော့မှရှောင်းမလူတက်မှုကိုစီစဉ်ခဲ့တယ်။ အရင်လိုမဟုတ်ပဲအတက်ပညာတွေရောအသိပညာတွေပါတိုးတက်လာတာကြောင့်မလို့အမုတ်ကိုလည်းကျွမ်းကျင်စွာနဲ့ကင်တွင်နိုင်ခဲ့ပါတယ်။နောက်တော့ရှောင်းဝပါဇက်ကနေမတိန်ချင်ပါတယ်လို့ဝန်ခံလာအောင်ထိထုတ်ဖော်နိုင်ခဲ့တယ်။နောက်ဆုံးလူသက်သမားရှောင်းဝကိုခေါင်းဖြတ်တက်ပြီးတော့မှအရာအလုံးကိုအေးချမ်းတည်ငြိမ်အောင်ဆောင်ရွက်ပေးလိုက်ပါတော့တယ်။ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားတာဖြစ်ပြီးတော့မှကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ရှိပါတယ်ရှင်။